ကိုကောင်းရင်ချက်တီကိုကျွန်တော်ဘယ်ချိန်မှာတိုက်ရလို့မေးကြတယ်ချက်ဆိုတော့ဘယ်ချိန်မှာမဟုတ်ပါဘူးပဲချက်တိုင်းကတချို့ဆိုရင်ကျွန်တော်တို့6လကျော်နဲ့တိုက်တဲ့ညီကိုတောင်ရှိရပဲ6လကျော်နဲ့တိုက်တယ်ဆိုတော့ဒါမျိုးလို့နိုင်သွားတဲ့ပွဲစဉ်တွေအများကြီးရှိနေတယ်6လကျော်နဲ့တိုက်တယ်ပုတ်ခတ်ပြီးရဝိုင်းထဲမှာနိုင်တယ်ဂျွာဝိုင်းနေမှာနိုင်တယ်မြို့ဝိုင်းနေမှာနိုင်တယ်ဒါကဘာကြောင့်နိုင်တယ်ဆိုတော့ချက်ချက်ကတည်းကအချိန်မှာသူတို့တူတူတန်တန်ကိုကြက်ရဲ့ချက်တက်ကိုလည်းနားလဲလို့ကိုကြက်ရဲ့ ဟိုခုတ်ပေါက်ကိုလည်းသူတို့နားလေလို့နိုင်တာဒါပြောနေတာစက်တက်လေးတူမှသူတို့တိုက်သွားကြတယ်စက်တက်တူရင်အမှန်ကစားသွားတယ်ဘာလို့လဲဆိုတော့6လ9လအရွယ်မှာအများအပြားငုတ်ကတိတ်မပါကြဘူးဗျငုတ်မပါရင်ခြေကောင်းရင်နိုင်သွားတာဗျဘာလို့မခံစားနိုင်ဘူးလေ6လ9လသာ7လသာ9လသာဆိုတာမခံစားနိုင်ဘူးခြေကောင်းရင်အများဆုံးနိုင်တယ်အဲ့ဒီတော့ဒါရီယာတိတ်မထွက်သေးတဲ့အချိန်မှာခြေကောင်းကောင်းခွတ်လိုက်နှစ်တွင်းနေပါရင်စက်ပေါက်တွေကခွတ်လိုက်ရင်တဲမရတော့ ကျပောက်ဆိုတဲ့သဘောတရားနှစ်ခွေးကုတ်ခံလိုက်ရင်တော်တန်ကုရတာမလွယ်တော့ဘူးဘလို့ကုကုဘယ်လိုချက်သမားပြပြခေါင်းကိုရေလောင်းကုကုအားလာဘလို့နားရီကလိလိနားပန်ပန်ဘာပဲမရဘူးကျပောက်ရဲ့သဘောတရားအယိုးဆိုတာရတာခံမှုရဲ့ကြာမှုရဲ့နာမှုရဲ့အတွက်အယိုးဆိုတဲ့သဘောတရားဒီလိုအယိုးတွေကိုနားပန်လိုက်တက်ပြည်တယ်ဗျနှစ်တွင်းတွေပါထိုးခံလိုက်ပြည်တယ်ကျွန်တော်ပြောချင်တာအခုကဘက်စီယာကျွန်တော်ပြောချင်တာဒီကျပောက်တွေဘက်ချင်းမှာတိုက်ရအောင်ပြောတယ်တိုက်ရဒါမဲ့လို့မူရဲရင်ထဲမှာတကယ်ဝိုင်းကြီးတွေမှာဘလို့ကွာသွားအောင်ဆိုတော့အမာပေါက်က ကလေးကလေးမာမာတာနဲ့လူကြီးမာမာမတူဘူးဗျကလေးမာမာတာကဝိုင်းထဲမှာအရှုံး90ရာခိုင်လို့ရှုံးမှုများတယ်လူကြီးမာမာတာကလုံးဝကိုပဲ100ရာခိုင်လို့100ရာခိုင်လို့နိုင်ဖို့များတယ်အဲ့မလို့ကျွန်တော်တို့ချက်သမားကြီးကချက်ပုတ်ရင်စပုတ်ရင်ဆယ်လာသားကျော်လာမှာပုတ်တာဗျဆယ်လာသားကျော်ပုတ်တဲ့12လသားမှာကျွန်တော်တို့ဟိုစတင်ပြီးတော့ဝိုင်းစင်းမှုပြင်ဆင်ပြီးအားလုံးအဲတို့တလာပိုင်းတော့ဆိုသူတို့ခါလဲကြောအချိန်မှာသူတို့ဝိုင်းတိုက်ဝိုင်းနဲ့အကြီးကျယ်ဝိုင်းတွေမှာသူတို့ရောက်နေပြီအဲအချိန်မှာ အအမားကိုတိတ်မချောက်တော့ဘူးဗျကျွန်တော်အရိုးကိုကြီးကုန်နေတယ်ကျွန်တော်တို့ကြီးမယ်ဆိုသူတို့တိုက်ကြတယ်တကယ်ဟိုဖေယူပြန်တက်တဲ့အရွယ်ရောက်နေပေါ့ဖေယူပြန်တက်လို့ရတဲ့အရွယ်ရောက်နေပေါ့ဆက်နလာသားတလာသားဆိုတော့အငုတ်ကဒီတော့ရှိရမှာဗျငုတ်ကဒီတော့ရှိတယ်ဒဲဇံမိုးရကလေးလဲဇံမို့တော့လူကြီးလဲဇံဖြစ်သွားပြီဟာလားအတောင်ကျော်အမီကျော်ရှင်းရမှာဒါဆိုရင်ကျွန်တော်ပြောမှာချက်ပေါက်ကလေးလဲဇံအမီကလေးလဲဇံဒါဆိုချက်တက်တွေငယ်သေးတယ်ဗျဒီအရွယ်တွေကိုလည်းပုတ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ပြောတာဝိုင်းနှဲကိုဆင်းမယ်ဆိုရင် ဝိုင်းတဆုံးမရှိဘူးကတော့ရချက်နိုင်မှုဟိုဟိုပွဲကြီးကတဆုံးမရှိဘူးဘာလို့လဲသူတအားကောင်းလို့ဆိုကျွန်တော်ကဝိုင်းသွားရဲ့အချိန်မှာသူ့ရဲ့လေဘင်းတွေကပြောင်းသွားရဲ့အချိန်မှာအမာနဲ့တွေ့မှာအမာနဲ့ပေးချလိုက်တဲ့အချိန်မှာဟိုကလူကြီးမှမာတာနဲ့ကိုကကလေးမှမာနဲ့တွေ့မှာအဲ့အချိန်မှာကျွန်တော်ကကလေးမှမာတာလုံးဝရှုံးသွားမှာဒါကိုကျွန်တော်ဟိုအရေးကြီးတဲ့ဒါဒါမက်ဆေ့လေးပဲနော်ညီကိုလို့ကျွန်တော်အဲ့လိုလေးကိုမက်ဆေ့ကိုကွက်ကွက်ပြပြသိစေချင်တာ ဒါကျွန်တော်ဘာမှလည်းမရဘူးဒါမေတ္တာလက်ဆောင်ကျွန်တော်ပေးတဲ့အနေနဲ့ရင်းနှီးစကားကိုကျွန်တော်ဖွင့်ရပြီးတာအားလုံးကျွန်တော်အရာလေးကို follow လုပ်ပေးကြပါဦးကောင်းကိုပြင်လို့ရကောင်းဘလူပြရတော့ချက်တရတော့ကျွန်တော်တို့ဗျာဟိုချက်ကောင်းဆိုတာဘလူလေးဒါပဲကျွန်တော်ပြောနေတာချက်ကောင်းလူတခင်တော်တာမှုတည်ကျဆူဟာမစ်စ်ပါတဲ့ဓမစစ် ဖောက်တဲ့သူတွေပဲဝိုင်းထဲမှာကိုကိုကြက်ကူကောင်းလို့လာတဲ့သူတွေ။ဘာကြောင့်ရှုံးသွားတာလဲ။ तू ကမနေနိုင်လို့ရှုံးသွားတာ ကျဲသဘောတရားကိုကိုကောကျွန်တော်နာမည်ပဲလိုချင်တယ်ဗျာပွဲတိုင်းနဲ့နိုင်ချင်တယ်ဒါပေမဲ့ကျွန်တော်တစ်နှစ်ကိုတစ်ပွဲနှစ်ပွဲတိုင်အောင်ကျွန်တော်ကျင်းတ်ပြီဆိုရဲညီကိုတွေကိုကျွန်တော်ဒါဆရာသားမချင်ကြောက်တော့ဒီရောက်ပြီဒီပဲလုံးဝမပုံနဲ့မပုံနဲ့နိုင်ချင်เนาะနောက်ပြီးတော့အတက်ကြီးသူတို့ဒီတော့ထွက်လာနေမယ်လက်ချွတ်ပလားပလယာနဲ့လဲပြီးတော့ချွတ်ပလားချွတ်ပြီးတော့ရိုက်လာအတက်ကြီးမထွက်အောင်ရိုက်လာခြေရည်အဲဒီကျွန်တော်ပြောနေတာเนาะဒီဒီအတက်တွေကိုလှည့်ချွတ်လိုက် လက်ချပြီးတော့တခုခုနဲ့ရိုက်လိုက်ဝင်သွားเนาะအလက်ချပြီးရိုက်လိုက်ရိုက်ပြီးတော့ချက်တွေကိုဒီကတော့ချက်ကအမှန်တမ်းပြောတော့ကိုတို့ကမွေးရနေရာတွေမှတ်ထားနိုင်ကောင်းတယ်15လသားတော့ဆိုရင်ကျွန်တော်တို့ချက်တွေကအခါတော်တော်စိနေပြီ15လသားကိုတစ်ချက်မှမပုံဘူးပြီးခဲ့တာကျွန်တော်ကျွန်တော်တစ်ဖက်နှစ်ဖက်၃မှာတော့တုတ်ပြန်အမွေးမချစီနေကျွန်တော်တိုက်တူတူတနာဝိုင်းထဲမှာအထွက်ချင်းတွင်တိုက်နိုင်တယ်ကျွန်တော်ပြောနေတာ ချက်ခလေးနဲ့လူကြီးတွေ့ရအချိန်မှာခလေးကခလေးပဲကလူကြီးကလူကြီးပဲလူကြီးကိုဟိုခလေးဘလောက်တတော်ကိုစိမ့်စိမ့်မြီအောင်ကောင်းမှလူကြီးကိုနိုင်ရတယ်။အဲခန်းကြီးလို့တော့မရဘူး။ခလေးနဲ့လူကြီးကလမ်းစဉ်ကလမ်းစဉ်ပဲ။ကျွန်တော်ကချက်ကိုချက်ပေါက်ချက်ကြံမှာတိုက်မယ်။မချက်ပေါက်ချက်ကြံမှာတော့အမွေးလုံးဝမတွစီနဲ့တေချာကြိုင်မယ်။သူလည်းကိုကိုလည်းခလေးလည်းခလေးဖြစ်ပြီ။နော်အဲ့မှနိုင်မှာ။နောက်ပြီးတော့ လေးမှနဲ့လူကြီးမှကလေးဘလောက်မှမှလူကြီးဥမာကျွန်တော်ကလေးက၃ပါပုတ်တယ်ထားလိုက်လူကြီးတစ်ပါပုတ်တယ်ကြွားကလေးက၃ပါဟိုဗျရေကုန်ပုတ်ပြီစီလူကြီးကတပတ်ပုတ်ရေကုန်ပုတ်တာနဲ့တွားပြီးဘဲလန့်ဖြစ်တယ်ကျွန်တော်ကျလောကထဲမှာချက်ကအယိုးအတားကြောက်ရောဗျအယိုးတားကြောက်ကျွန်တော်ပြောချင်တာအဓိကမက်ဆေ့ချက်တကောင်ကို15လရက်စွဲနေမှာ15လပြည့်နေမှာ15လမပြည့်ဘူး73လလောက်မှာအတက်ကိုလက်ချပြီးရိုက်ထားလိုက် ဒီဒီဘက်အတက်ကိုလက်လက်ပြီးတော့ရိုက်ထလိုက်နောက်ပြီးတော့15လောက်တလာခွင့်တလာဆိုအတက်ကမားသွားပြီအဲ့ဒီအချိန်မှာကျုပ်ကတစ်ဖက်နှစ်ဖက်အောင်းအောင်ရိုက်လိုက်ရိုက်ပြီးကမှအမွှေးမကျုပ်ဘူးဆိုမှဘိုင်းထဲကိုသွားချက်ချွဲချက်ရိုးချက်တဲ့ငေရာလေးနဲ့အဲ့အဲ့လိုသူတို့အမွှေးမကျုပ်လို့ရဲ့ဘုံလေးနဲ့တိုက်အေးချာပေါက်ကုန်နိုင်အနေနိုင်တဲ့သူကဆရာကြီးမနေနိုင်တဲ့သူကရှုံနေကျစ်စွာကောင်းလို့မွေးတာတွေပဲတခင်ပေါ်မှာတအားမှုပြီးပြုတ်ပြင်းတဲ့တခင်ပေါ်တအားမှုတရားဆိုကျွန်တော်ပြောစီခြင်း တင်မလားညီကိုနော်ကျွန်တော်ဖုန်းနံပါတ်လေးနဲ့ညီကိုရေးမှတ်တာပါဘယ်လို့လဲ0 3 5 3 9 9 8ကျွန်တော်ဘိုင်ဘာကတော့အတူတိတ်စာပြန်ပေးပါချက်ကတော့ချက်တိုင်းကောင်းလို့လာတဲ့သူတွေရောဝိုင်းထဲမှာဘာကြောင့်ရှုံသွားတာလဲကျွန်တော်ပြောတဲ့အချက်တွေနဲ့ကိုင်ညီမှုရှိမရှိဟေးကျွန်တော်တို့ချက်တွေပြအတောင်ချရတယ်ဗောနော်အတောင်ချရရင်ချက်တွေကိုတိုက်လို့ရသလားလို့မေးရညီကိုရှိအဲကျွန်တော်အဲ့ဒီကိုကြောက်ကြပါနော်ညီကိုဥပမာကျွန်တော်တို့ဒီချက်ကောင်ကအတောင်ဘက်ချင်းမှာချတာတုံးဆိုတော့ ချို့ဆိုရင်ခရလရှလနဲ့ပုတ်လိုက်လို့ရှိရင်အတောင်တွေဂျားတောင်တွေချတာဂျုံမှုနေမယ်။ဘာလို့ဂျားတောင်ချတာလဲဆိုတော့အဲ့ဟာအတောင်ချတာပေါ့လေ။ခရလရှလကြက်ကလေးတောင်တွေကြက်ကြီးတောင်ကိုပြောင်းခဲ့တာပါဗျ။ကြက်ကလေးတောင်တွေပဲကြက်ကြီးတောင်ကိုပြောင်းနေတဲ့အတောင်လေးနဲ့ချတယ်ဗျ။ငယ်တောင်ငယ်တောင်တွေချွတ်ချတာ။အဲကြက်ဆိုတာဆရလာနေစပုတ်ပြီးတော့ဆရလာ73လ74လ75လဆိုတော့အတောင်ကျော်အမိကျော်ရင့်ပြီးမချတော့ဘူးကျက်ဆိုတာမဟုတ်ကျွန်တော်ပြောချင်တာအတောင်ချတယ်မချဘူးဆိုတာဂျားတော့အနုထိုးတယ်မထိုးဆိုတာ ပတ်သက်ကိုင်းတွင်နေချက်တရားအတောင်မချဘူးတော်တော်နဲ့မချဘူးပေါ့နော်သူ့ရဲ့အချိန်ကာရရင်တော့အတောင်ချပါလေနော်ကျွန်တော်ပြောချင်တာနောက်ပြီးတော့ကျွန်တော်ကဝိုင်းကိုဘလောက်ရရှိသုံးလို့ရတယ်သုံးသုံးလို့မရဘူးဆိုတာကျွန်တော်အတောင်ကိုကြည်နီးလေးရကျွန်တော်ပြောပြမယ်နော်ညီတော်ဒီဒီမှာကအတောင်ရအခြေချင်းရနေပြောဝါးထိန်တိုင်းကြွမလာသေးဘူးတွေ့လားဒါဆိုရင်ကျွန်တော်တို့အတောင်ဝိုက်အများကြီးခိုင်းလို့ရတယ်ချက်တွေကိုဥပမာတာရကပြလိုက်နော်ဒီလိုအတောင်ခြေရတွေ ွှပြီးတော့ဝါနေတယ်ဆိုရင်အတောင်ချတယ်လို့ပြောလို့ရတယ်။ဒါဆိုရင်လက်ဆက်တဲ့အသားအနာတွေဗျ။ဝဲအကြာကြီးခိုင်းလို့ရတယ်နော်ညီကော။အဲညီကိုတွေကိုကျွန်တော်ခုနကချက်မျိုးလက်ဆက်တယ်မလို့။ဒါမျိုးအတောင်ချင်းဟိုမှာဒီအဝါရီမလား။အတောင်တွေကြွနေရအဲ့လိုချက်မျိုးကြအတောင်ချတော့မှာဗျဒါမျိုးချက်တွေဆိုရင်ချက်ကိုဝိုင်းမခိုင်းတင့်တော့ဘူးပေါ့နော်ဒါမျိုးချက်တွေဆိုရင် နားဖို့တင့်သွားပြီဒါမျိုးချက်တွေကိုခိုင်းပြီးသွားရင်ဝိုင်းထဲမှာဘာတွေဖြစ်တော့ဆိုတာကျွန်တော်ခုလက်တွေ့ပြပြမယ်နော်ညီကောကျွန်တော် အတောင်ချတဲ့ချက်တွေကိုဝိုင်းထဲမှာဘလို့စိုးကြီးဖြစ်တော့ဆိုတော့ချက်တကောင်ကအတောင်ချသွားရင်သူတို့လှုပ်ချင်တဲ့အတိုင်းသူတို့ကြတဲ့ငုတ်တွေသူတို့သွားချင်တဲ့စိတ်သွားတိုင်းကိုမပါတော့ဘူးဗျချက်တရပြီးအတောင်တွေကိုချွတ်ချတယ်အတောင်ချွတ်ချရင်သူတို့ကဟိုခုံတဲ့နေရာမှာအတောင်မပိုင်မရောက်တော့เนาะကျွန်တော်ပြောချင်တာမတိကြတော့ပြီးတော့သူတို့ဟာငါဒီလုပ်တွေတိတ်မလုပ်ချင်တော့ပါဘူးငါတခင်ကတော့တိုက်လို့ပါဆိုပြီးတော့အတက်တွေပါလေတဲ့ချွတ်ချတာရှိတယ် အတောင်တွေချွတ်ချတာရှိတယ်။အဲ့လိုကြမျိုးတွေ့ခဲ့ရင်ဝိုင်းထဲမှာရှုံးမှုက90ရာခိုင်နှုန်းကျော်ကျော်ရှုံးပြီ။ဘာလို့ तू ကအရင်လောက်လည်းမခွတ်တော့ဘူး။အရင်လောက်လည်းတွက်လက်မှုမရှိတော့ဘူး။အတောင်တွေချွတ်ချတယ်။အလုပ်လည်းမလုပ်ချင်တော့ဘူး။အရင်ကဟိုကြက်ကောင်ကိုနိုင်ဝဲနဲ့ပြီးခဲ့လို့ရှိရင်ပေါ့နော်။အဲဒီဘွဲမှာအနည်းဆုံးတနိုင်နိုင်လောက်သူတို့ရှုံးရတယ်။အဲနိုင်ခဲ့ရင်ပြောပြတာတနိုင်နိုင်လောက်ကြာမှသူတို့နိုင်သွားတာပြီ။ အဲဒါမှမဟုတ်ကျွန်တော်ပြောနေတာရှုံးနေနေကြက်ကြမြန်နေဗျ။သူကအလုံးမလုံးချင်တော့တယ်အလုံးမလုံးနိုင်တော့အတောင်တစ်ချွတ်ကြရဆိုလူများလို့ဆိုတော့အသက်ကြီးပါကွာ။ငါဒီလုံးတွေကိုငါမလုံးချင်တော့ဘူး။ဒါမဲ့တခင်ကိုသူတာရကရည်နဲ့ပြ။ဒါမဲ့တခင်ဆိုဘာမှမသိဘူး။ကျက်တက်ပြီးသွားရင်သူကဆက်လက်ပြီးရှင်းပြန်ခိုင်းပါမယ်။အဲမလို့အတောင်ချရတဲ့ကြက်တွေဆိုလုံးဝမတိုက်တယ်ပါဘူး။လုံးဝကိုမတိုက်သေးဘူး။လောကြီးကိုတော့အတောင်ချပြီးမြင်နောက်ပြီး